မြန်မာပြည်မှာကြည့်ဘုရားဘာသာတွေဘာလို့ကြလဲအေးချိလိုက်မယ်ဆွေကိုယ်အိမ်မှာကိုယ်ဘာလို့ကြလဲဖျားကန်းရှိတယ်ဖျားကန်းစီမီပိုင်ရေချမ်းနေနဲ့ပူဆော်ကြတယ်ဖျားရှိခိုးကြတယ်တရားတွေကိုရွေးကြဖတ်ကြတယ်ဒါတွေမလုံးဝဘူးလားဆိုမလုံးဝဘူးမဟုတ်ဘူးနော်မလုံးဝဘူးမဟုတ်ဘူးသို့တော့အဲ့ဒီအလုတ်တွေတဲ့ အဓိကချတဲ့အလောက်ကဘာတော့မေးမယ်ဆိုလို့ရှင်မြတ်စွာဘုရားကငါးပါးသီလလုံအောင်ခြင်းဆိုငါးပါးငါးပါးသီလလုံအောင်ခြင်းမှာအဓိကချမြတ်စွာဘုရားငါးကိုတနည်းပနည်းချင်းရှ िख ိုးရမယ်လို့မဟုတ်နော်ရှ िख ိုးခြင်းကြောင့်ကုသိုလ်ရတယ်မှန်တယ်ရှ िख ိုးရင်ကုသိုလ်ရမယ်ဘာကြောင့်ကုသိုလ်ရတာတော့လို့ဆိုအလွန်ကို မြင့်မြတ်တဲ့ပုဂ္ဂိုလ်တယောက် ပုဂ္ဂိုလ်တစ်ပါးကို ဒီကာရဝမေတ္တာနဲ့တယုတတိတလေးစားလေးစားပူဇော်တယ်ပန်းနဲ့ပူဇော်တယ်စီမီနဲ့ပူဇော်တယ်ဉာဏ်ကုသိုလ်မရအောင်လားရအဲ့ဒီကုသိုလ်တွေတဲ့တန်မိုးရှိတဲ့ကုသိုလ်တွေရှိသေးတယ်ဆိုလိုတာကအဲ့ဒါအခြေခံတမန်မြတာဖြစ်တယ်ပေါ့ဘုရားရှိခိုးတဲ့ကုသိုလ်ဟာအန္တရာယ်ကင်းတယ်ဟောကျမ်းမာစေတဲ့ဒါရသို့တော့ မြတ်စွာဘုရားကြိုက်တဲ့အကောင်းဆုံးကုသိုလ်လားလို့ဆိုမဟုတ်ဘူးအကောင်းဆုံးကုသိုလ်ကတော့ဘာလို့ဝိပဿနာတရားကျင့်ကြံကြိုးကိုအထောက်ချင်းသာဖြစ်တယ်နော်အဲ့ဒါမှအကောင်းဆုံးကုသိုလ်ဖြစ်ဆိုလိုတာကအလုဆိုတာအစင့်စင့်လောက်ရမှာပညာသင်တဲ့ခါမှလည်းအစင့်စင့်ပညာသင်ရတယ်အခြေခံအစင့်သင်တယ်အခြေခံဆင့်ပြီးမှအလယ်ရန်ဆင့်အလယ်ရန်ဆင့်ပြီးတော့မှ ထက်တန်းဆင့်ထက်တန်းဆင့်ပြီးတော့မှအစ်စ်မြင့်တဲ့ပညာရည်တွေဒီလိုလာမှာဘုရားရှိခိုးတာတို့ရေချမ်းပန်းစီစီမီလူတန်းတာတို့ဆိုတာအခြေခံအဆင့်ဆိုတဲ့သဘောရောက်တဲ့ပုံအဲ့ဒါလုံးလုံးอ่ะအဲ့ဒီကုသိုလ်ဟာလေကုသိုလ်ပါပဲကုသိုလ်ရတယ်သို့တော့အဲ့ဒီတဲ့တန်ဖိုးကြီးတဲ့ကုသိုလ်ကပါလေခေါနာတိလာဆောင်ထိန်တာတို့ ကပ္ပထံတရားကျိုးစာကျိုးဝါအထုတ်တာကပ္ပထံထဲမှာဝိပဿနာတရားကျိုးပါအထုတ်တာဘာကြောင့်ဒီလိုပြောရသလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားပြိဋိဘံဆံဃာနီးမှာမြတ်စွာဘုရားကိုနောက်ဆုံးအနေနဲ့ကောင်းကင်ယံကနတ်တရားလဲဒူရိယာတွေတိမှုတ်ပြီးတော့ပူဇော်ကြတယ်ကောင်းကင်ယံကနတ်ပန်းတွေကျဲချပြီးတော့ပူဇော်ကြတယ်မြတ်စွာဘုရား ပြိနိဗ္ဗာန်မဆန်သေးဘူးညောင်ဆောင်ပေါ်မှာလဲလျောင်းနေတဲ့အချိန်လူတွေကလည်းပူဇော်ကြတယ်အားလုံးဟာမြတ်စွာဘုရားဒီနောက်ဆုံးအချိန်လျောင်းဆက်နေတဲ့အချိန်မှာပူဇော်နေကြတော့မြတ်စွာဘုရားရှင်အနန္ဒာကိုမိတ်တယ်အနန္ဒာငါ့ကိုပန်းရေချမ်းနေနဲ့အခုလိုဒူရီအားရနဲ့ပန်းနေနဲ့ပူဇော်တာဟာအကောင်းဆုံးပူဇော်မှုမဖြစ်ဘူးတဲ့ အကောင်းဆုံးပူဇော်မှုကတော့ငါဆုံးမထားတဲ့တရားတိုင်းလိုက်နာခြင်းသုံးခြင်းသာလဲအကောင်းဆုံးပူဇော်မှုဖြစ်တယ်လို့သူတို့ဟောတာတိချင်းမဟာပရိနိဗ္ဗာန်တုတ်ကိုဖတ်ကြည့်နော်မဟာပရိနိဗ္ဗာန်တုတ်ဒီတိုင်းမြတ်စွာဘုရားဆုံးမတာအဲ့ဒါကိုမမေ့ဖို့လိုတယ်ပေါ့အခြေခံအဆင်းကမတက်ဘူးဆိုရင်ကိုယ့်ရဲ့တန်ဖိုးကတက်လာမှာမဟုတ်ဘူးဘူလာရန်နဲ့ပဲကျင့်တတ်မှလား အလဲတန်းတို့ထက်တန်းတို့တက္ကသိုလ်ဘွဲတို့ထီအောင်မတက်နိုင်ဘူးလားကြိုးစားပါဒီလိုဆွလို့တယ်နော်အဲ့ဒါကြောင့်ကြိုးစားအထုတ်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တာကိုမြတ်စွာဘုရားအကောင်းဆုံးဒါမို့အထက်ကရာဆရာကြီးတည်းပြောတယ်သမ္မာပฏิပတ္တိအနုတ္တရာပူဇာမြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းတရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဟာအကောင်းဆုံးပူဇော်ခြင်းပဲလို့သူတို့ဟောဆိုခဲ့တာ ဒါကြောင့်လူတွေဟာဘုရားပန်းရေချမ်းတဲ့လူတန်းနေတော်လဲအချို့ချို့ပုဂ္ဂိုလ်တွေဟာဒီကာယကံထိမ့်သိမ့်မှုဝစီကံထိမ့်သိမ့်မှု အားနေကြတယ်ကိုချင်းသီလဘက်မှာ အားနေကြတယ်ဒါတွေကချွေရင်ချက်တစ်ခုဖြစ်လာတယ်ပေါ့ကိုချင်းသီလဘက်မှာ အားကောင်းရင်တော့ပြောဆရာမရှိဘူးကိုချင်းသီလဘက်မှာ အရေးကြီးတဲ့ဟာတစ်ခုကိုချင်းသီလအားကောင်းရမယ် တမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဤတတ်နိုင်သမျှကြိုးစားအထောက်အပံ့အဲ့ဒါမှမြတ်စွာဘုရားအဆုံးအမတိုင် လိုက်နာကျင့်300ရောက်တယ်လို့အဲ့လိုဘုရားဘာသာမှာအခြေခံကနေစာပြီးတော့စိတ်ပိုင်းဆိုင်ရာကိုယ်စိတ်ထဲမှာအညစ်အကြေးတွေဖယ်ရှားပြရဘုရားဘာသာဝင်သူတော်စင်နေနေနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုသိအောင်လုပ်အောင်စိတ်ရဲ့အညစ်အကြေးလို့ဆိုတဲ့အဲမှာ အဘိဓမ္မာကျမ်းကအရာပြောရမယ်ဆိုလို့ရှိရင် လောဘဆိုတာစိတ်ရဲ့အညစ်ချေပဲဒေါသဆိုတာစိတ်ရဲ့အညစ်ချေမောဟဆိုတာစိတ်ရဲ့အညစ်ချေအေးစိတ်ထဲမှာနှစ်သက်စရာအယုံတွေးလို့လောဘတွေဖြစ်တယ်လောဘကိုမထိန်ချုပ်ဘူးဆိုရင်စိတ်ရဲ့အညစ်ချေကိုတိုးပေါင်းအောင်လုပ်ထားတယ်တူတူပဲလက်ခံတာနဲ့တူတူပဲ စိတ်တူတတ်တယ်ဒေါသထွက်တတ်တယ်ဒေါသကိုမထိန်းချုပ်ဘူးဖယ်ရှားဖို့မကြိုးစားဘူးဆိုရင်လေဒါစိတ်အငြိအကျေးကိုလက်ခံထားတာမောဟလို့ဆိုတဲ့အမှန်မသိမှုလောတင်တာနဲ့မလောတင်တာခွဲခြားမသိမှုအမှန်တရားကိုခွဲခြားမသိမှုဆိုတဲ့မောဟရှိနေလို့ရှင်လေစိတ်ရဲ့အငြိအကျေးတစ်ခုပဲထို့တူပဲအဟိရိကအနတ္တပါတယ်အာဟုသို့လုံးလောကမှာ အကုသိုလ်အမှုကိုမယွန်ရှားဘူးမကြောက်လန့်ဘူးအဟိရိကမရှက်ဘူးအနုတ္တပမကြောက်လန့်ဘူးဆိုတဲ့စိတ်နေသဘောတရားလှုပ်ရဲတယ်နော်အကုသိုလ်ကိုလှုပ်ရဲတယ်မကြောက်ဘူးဟောငါးပါးသီလကိုချိုးဖောက်ရဲတယ်မကြောက်ဘူးဆိုလို့ရှိရင်ဒါတွေလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲနောက်တစ်ခါ ကိုယ့်ကိုထင်ရောက်နေတဲ့မာနကိုယ့်ကိုထင်ရောက်နေတဲ့မာနလည်းအာဟုတုတစ်ခုပဲဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့ကိုယ်တဏ္ဍမှာဒီခန္ဓာကိုယ်ထဲမှာထာဝရမြဲတဲ့သိုးဆိုတာလေးရှိတယ်အတ္တဆိုတာရှိတယ်လို့အထင်ရောက်လို့ရှင်လေဒိဋ္ဌိဆိုတဲ့အမြင်မှားမှုရှိတယ် ကံကံဤအကျိုးကိုလက်မခံညင်းပယ်တယ်။နောင်ဘဝဆိုတာမရှိဘူးလို့ညင်းပယ်တယ်ဆိုလို့ရှိရင်လည်းမာရွေနဲ့အမြင်တစ်ခုဖြစ်လာတယ်။အဲဒီလိုခန္ဓာကိုယ်ထဲမှာဒီကိုယ်စိတ်မှာဖြစ်ပေါ်နေတဲ့ဒိဋ္ဌိတို့မာနတို့ဒါတွေကလည်းစိတ်ရဲ့အညစ်အကြေးပဲ။နောက်တစ်ခုကအိတ်တာတို့မစ္စရိယအိတ်တာဆိုတာတစ်ဖက်သားခြေပေါ်တွေ့တဲ့နေတာဆိုလို့ရှိရင်မနာလို့မရှုစိတ်ဖြစ်အိတ်တာ။ ပစ္စရိယဆိုတာကိုယ်သာခံစားခြင်းနဲ့သူတစ်ပါးကိုခံစားခွင့်မပေးဘူးနော်ကိုယ်သာအထက်တန်းရောက်ခြင်းနဲ့သူများအထက်တန်းရောက်တာမကြိုက်ဘူးဆိုတဲ့ပစ္စရိယတရားအန်ရလွန်များတယ်သူကအဲ့ဒါမျိုးအိတ်တမစ္စရိယဆိုတာလည်းပဲစိတ်ရဲ့အညစ်အကြေးတွေပဲနောက်တစ်ခါကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာစိတ်ထဲမှာ ထက်ထက်တန်တန်မဖြစ်ပဲနဲ့တွန်းဆုံမှုတွေဖြစ်တယ်ထိနာမေတ္တာဒါလည်းအကုသိုလ်တရားတွေလို့တွန်းဆုံလို့စိတ်တည်ငြိမ်အောင်စူးစီးလို့မရဘူးအာယုန်ဒီပေါ်မှာစိတ်ဟာလွင့်ပြတ်နေတယ်ဥဒိစ္စလို့ခေါ်တယ်ဒါလည်းစိတ်ရဲ့အညစ်အကြေးပဲကိုလုံးတဲ့လုပ်ငန်းတစ်ခုပေါ်မှာမှန်သလားမှားသလားစဝေးစဝါတွေဖြစ်ပြီးရှိတ်မတိုးနိုင်တာဝိသေကိစ္စအနောက်ရှိအဲ့ဒီဝိသေကိစ္စဆိုတာလေ စိတ်ရဲ့အညစ်အကြေးပဲလို့ဟောဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်ရမယ်အဓိကတော့အဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားဖို့ရာအဓိကအလုပ်ဖြစ်တယ်ဒီလိုဆိုတာเนาะအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်မှတန်ဆင်သွားတဲ့စိတ်ဟာဖြူဆင်းသွားတဲ့စိတ်ဟာကောင်းကျိုးချမ်းသာတွေကောင်းတဲ့အင်္ဂါရတ္တိနဲ့ ဖြူစင်သွားတဲ့စိတ်ကဘာဒီနဲ့တွဲလာတော့ဆိုတတိနဲ့တွဲလာတဲ့ပညာနဲ့တွဲလာတဲ့ဝီရိယနဲ့တွဲလာတဲ့ကောင်းတဲ့အရာချင်းတွေတဒါနဲ့တွဲလာတဲ့တမာဒီနဲ့တွဲလာတဲ့အဲ့ဒါလိုတွဲဖက်လာတဲ့စိတ်တွေဟာတန်မိုးရှိတဲ့စိတ်တွေဖြစ်ပြီးကိုယ်တဏ္ဍာမှာရှိတဲ့စိတ်အငြိအကြေးတွေအလုံးကိုဖယ်ရှားပြစ်နိုင်တဲ့အနေအထားတစ်ခု။ ။ဟောဘုရားဗုဒ္ဓဝင်နေအနေနဲ့ဟာဒါအရေးကြီးတဲ့ခြင်းစဉ်တစ်ခုပဲလို့။ဒီခြင်းစဉ်ကဘယ်တော့ခြင်းရမှာတော့လို့ဆိုတော့ဒီစဉ်ကိုသွားရင်လာရင်စားရင်တောက်ရင်စီးပွားရှာရင်ကနေစားပြီးတော့ကိုယ်စိတ်ကမကောင်းမှုအကုသိုလ်တွေကနဲနိုင်တယ်ဗျာနဲအောင်ခြင်းချက်ချုပ်ကိုအထုတ်နေခြင်းပဲဖြစ်တယ်။အဲ့တော့အမှားဖြင့်အဆင့်၃ဆင့်ခွဲခြား